တတလုံးတင်ယူလာခဲ့တဲ့ပတ်တန်တွေကိုလက်တွေ့ဘဝမှာတုံးချနိုင်မှုဆရာနဲ့အတူနေတိုင်း server device လိုက်ပြီးတော့ရေးပါအဲဒီဒီမှာဆိုရင်ဆရာ no matter ကိုမလေးကဆရာလေ့ကျင့်ပြတဲ့ဟာကိုဒီခါချက်ပြီးတော့ကျင့်ရက်သွားအောင်လေ့ကျင့်ပြမှာဖြစ်ပါရင် no matter ဆိုတာတလောကလုံးဂယူးမဆိုင်ဘူးဆိုတဲ့သဘောမျိုးတော့ဆက်တာပေါ့ no matter နောက်မှာ wh how weather စသဖြင့် ဒီလိုမျိုး question word တွေလိုက်ပြီးအခါကျရင် subject verb ပုံစံရေးခြင်းအားဘယ်လိုမျိုးတွေဖြစ်မလဲဆိုတော့ကြည့်လိုက်ရအောင်เนาะဒီပုံစံလေးကိုသုံးပြီးလက်တွေ့ပေါ်မှာသုံးတက်ဖို့လိုတယ်ဒါလေးကိုအတိအမှရေးလို့ရတဲ့ပုံစံမျိုးဆိုတာတသက်ရှိလို့ပါအဲပထမဆုံးငါဘယ်နှချိန်ပဲကြာရှုံးကြာရှုံးငါချက်ကြိုးစားမယ်အဲ့တော့အဲ့ no matter နဲ့ပဲစာမယ် no matter ပြီးတဲ့အခါကျရင်ဒီမှာဘယ်နှချိန်ဆိုတဲ့ဟာအတွက်တော့ဒီက question word ထဲမှာရှိတဲ့ how many ကိုဆက်တော့သုံးရမယ်အဲ့တော့ no matter how many times ဘယ်နှချိန်ပဲ ကြာရှုံးတာလာမယ်နော် subject verb က9ဆိုတော့ i ကြာရှုံးတာ feel ဆိုတော့ no matter how many time i feel ဘယ်နှကြိမ်ပဲငါကြာရှုံးကြာရှုံးငါထပ်ကြိုးစားမယ်ဆိုတော့ i will try again အဲ့လိုဝေသုံးတာလဲဆိုတော့လှုပ်လိုက်မယ်ဆိုတာမျိုးဖြစ်အောင်ဆရာကဝေနဲ့သုံးရမယ်ထပ်ပြီးတော့ဖြစ်အောင်တော့ဆရာက again နဲ့သုံးရတယ်ပေါ့ နောက်တစ်ခုဘလောက်ပဲနေနေငါရှေ့ကိုဆက်ရွေ့လျားနေမယ်တဲ့အဲ့တော့ဘလောက်ပဲနေနေဆိုရင်တော့ no matter how agitated ဆိုတာလေးနဲ့သုံးပြီးတော့ဆရာတော်ရေးရမှာဖြစ်တယ်အဲ့တော့ဘလောက်ပဲဖြစ်အောင် no matter how agitated ကနေတာကိုသုံးမယ်ဆိုတော့ no matter how slow ပြီးရင်သူနောက်မှာပါလာမလဲ subject verb လာမယ်ဆိုတော့အဲတိုးတက်မှုဘလောက်ပဲနေနေဆိုတော့တိုးတက်မှုဆိုတာ the progress အော်တိုးတက်မှုလို့ခေါ်တယ်ဒီနေရာမှာ verb နေမှာဘာထည့်မလဲဆိုတာမသိရင်မှကြည့်လိုက် တုံးထားတာ adjective ကိုဒေါ်ကိုဒီဖြစ်အောင် I miss her ထည့်ရဆက်စီးခင်တာ is လေးထည့်ရမယ်ဒါ subject function ဒါ verb function ဒီနှစ်ခုတောင်းယူထားတာဒီနေရာမှာ no matter how adjective ပုံတော့တော့တယ်ဒါတော့ဘလောက်ပဲနှင်းနေဆိုတာဖြစ်အောင်လုပ်ခဲ့တာဖြစ်တယ် no matter how slow the progress is တိုးတက်မှုတွေဘလောက်ပဲနှင်းနေငါရှေ့ကိုဆက်ရွေ့လျားနေမယ်ငါကားဆိုတော့ i လုပ်လိုက်မယ်ဆို we ရှေ့ကိုဆက်ရွေ့တာကိုတော့ဘယ်လိုခေါ်မလဲဆိုရင် move forward လို့ခေါ်မယ်ဆက်လုပ်တာကိုတော့ keep လေးနဲ့တောင်းရအဲ့တော့ are we keep ခင်းနောက်မှာ find ကြည့်ပဲလိုက်ရမယ်ဆိုတော့ moving forward f o r w a r d forward i will keep moving forward ဒါကခိုင်းတဲ့စကားလုံးတစ်လုံးနဲ့ကြက်တာမျိုးမဟုတ်လေလို့ face alike လေးကြက်ထားခြင်းရလေ speaking သုံးမဲ့နေရာမှာအထောက်ကူပြုစေနိုင်တယ်ငါအိမ်မက်တွေကိုငါမစွန့်လွတ်ဘူးတဲ့လူတွေဘာပြောပြောငါအိမ်မက်ကိုငါမစွန့်လွတ်ဘူးကဲလူတွေဘာပြောပြောဆိုတာဘာပဲဖြစ်ဖြစ်ဆိုတော့ no matter ပဲတစ်ခါသုံးမယ်လူတွေဘာပြောပြောဘာဆိုတာလေးကိုတော့ဆရာက what နဲ့သုံးလိုက်မယ် နော်ဘွားဒရေ့စ်တစ်လုံးသုံးပြီး subject ဘက်လာမယ်လူတွေရဲ့ပြောတာရဲ့လာမယ်ဆိုတော့ people say အဲ့တော့ no matter what people say လူတွေဘာပဲပြောပြောငါအိမ်မက်တူငါမစွန့်လို့ဘူးတဲ့အဲ့တော့ i we not လုံးလိုက်မှာမဟုတ်ဘူးစွန့်လို့တော်တော့ give up လို့ခေါ်တယ်ငါအိမ်မက်တွေအပေါ်ဒီနေ့မှာ online နဲ့တုံးရတယ်ဒါလေးတော့တွဲပြီးအမှတ်ထားမယ် give up on my dreams ငါအိမ်မက်တွေကိုငါမစွန့်လို့ဘူး ဘလောက်ပဲကြာကြာအောင်မြင်မှုကတော့ရောက်လာမှာအချိန်ကြာရင်ကြာသွားလိမ့်မယ်ဒါပေမဲ့အဲ့လောက်ကြိုးစားနေတော့အောင်မြင်မှုကရောက်လာမှာဖြစ်ပါတယ်ဆိုတော့ no matter အဲ့တော့ how long ဒါပါတော့ဒါလေ no matter တော့ question word တစ်လုံးထည့်လိုက်ပြီဒါကြာတယ်ဆိုတဲ့အတွက် subject က it takes ဆိုတာကိုမှတ်ထားမယ် it takes ဆိုတာအချိန်ကြာခြင်းရဲ့အရှိမသုံးရတယ်အမ it takes 30 minutes မိနစ်30ကြာရယ်စသဖြင့်ဒါကို subject verb အနေနဲ့ it takes ကိုတွေ့လိုက်တယ်အဲ့တော့ no matter how long it takes ဘလောက်ပဲကြာကြာ ောင်မြင်မှုကရောက်လာမှာပါဆိုတော့အောင်မြင်မှုတော့ဆက်ဆက်လို့ခေါ်တယ်ရောက်လာလိမ့်မယ်ဆိုရင်တော့ဝေခံအဲဒါဆိုဒီနေ့မှာလည်းနုမတနာပတ်သက်ပြီးဒုတိယ video ဒီပုံနဲ့ရှင်းလင်းပြပြဆိုတာဆက်နေနိုင်နုမတတဲ့ဘာဝကိုနားလည်သွားပြီလို့ပြောဆရာယူဆလိုက်မယ်အောက်ကနေ comment မှာဆိုလို့ရှိရင်နုမတတို့ဆိုင်ချောင်းချောင်းလောက်ကြည့်ပြဆရာကို comment မှာမှတ်ခဲ့ပါနေ့တိုင်းဒီလိုမျိုးစူးစမ်းစုဆောင်းလေ့လာကြပါ fight တယ်